MSP လူပြန်သမားဟိုဘယ်ဘယ်ရောဖြစ်ဖြစ်ဟိုတူကြီးတဲ့လူတွေတော့လေ့လာတရားဆိုသူတို့ကပို့ပြီးတော့လေ့လာအပို့လောက်အောင်ပေါ့ကောင်းအောင်လူတယောက်ကဟာတရုပ်ဆောင်ပညာပြည့်ဝပြီးတော့ပြည့်ဝတဲ့တိုင်အောင်ဆက်ဆံရေးညံ့လို့ရှိရင်လည်းသူကကားပြေးရဘူးလေအဓိကအချိန်လေးစားဖို့များသောပြည့်အချိန်မလေးစားဘူး MSP သူတို့ကတင်တာတော့လေဟိုဟိုသေယွညွှန်းတာပေါ့ကွာ တည်ယူရနေရှိတယ်အဲ့ဒါတွေကတော့သူတို့ဟိုဒါဘုပဲပက်လက်သိမ်းပဲဆရာတွေရှိတယ်ဥပမာဆိုတော့တရားကျော်စိုးတို့ဟိုကိုဟိတ်ဆိုးနောက်တော့ကိုကိုထူးသာနောက်ဘောင်တီပေါ့အဲ့ဒီလူတွေကတည်တာဒါပေမဲ့ကြံတဲ့အတွေ့အကြုံတွေဘာတွေပေါ့ဟိုဟာတွေကတည်ပြီးတော့အတွေ့အကြုံတွေဘာတွေရအောင်ဆိုတော့တရားသူစော်တွေတခါခေါ်ပေးတာအဲ့ဒါတပတ်မှမှတရက်ပဲခေါ်ပေးတာအဲ့ဒီတရုတ်ကဆိုတော့ဥပမာဆိုတော့တို့အရင်တော့ကလည်းလုပ်တယ်လေ ဟိုကားရဲတွေပါကြသူတို့တွေသွားလို့ရှိရင်သူတို့ကဘာပဲဖြစ်ဖြစ်စိတ်နေပေါ့စိတ်တဲ့ခါကျတော့ရဲခွေးရောက်ချင်တော့ကိုတိုးပေါ့တော်တော်ခက်တယ်။အဲကြောင့်ဒီသီယိုးဆောင်တွေကကုတိထားတဲ့ခါကျရဲခွေးကြတွေးပါတွေးတဲ့ခါကျတော့သူတို့အားမငယ်ဘူးပေါ့စိတ်ဓာတ်ကလေးရအောင်ဆိုအဲရှိမနေတော့အဲဒီယူရချင်းနဲ့လောက်တာနောက်တော့ကသူတို့အတွေ့အကြုံတွေကလည်းအများကြီးပဲအများကြီးပဲရှိတဲ့ခါကျတော့သူတို့ဝင်တော့ကအဲ့ဒါဘယ်လိုခက်ခဲရတယ်ဘယ်လိုရုပ်ကန်ရတယ်တိုးဖို့ဆိုတာလွယ်တာပေါ့လေအဲ့လိုအဲ့ဒါတွေကိုသူတို့သိအောင်လို့ပြောပြတာညကိတေကလည်းမတရားပြောတယ် မနေရာဆိုးပြစာပြောအကုန်လုံးပါပဲကြည်ပေတန်းတို့တို့ရအောင်လို့အများကြီးပဲအဲ့လူတွေအကုန်လုံးကတော့သူ့အတွေ့အကြုံတွေသူဖလှယ်သွားတာပေါ့တချို့လဲပညာတွေအများကြီးပေးပါတယ်အရင်တော့ဆိုရင်ဓာရီဓာရီပါဖိတ်ပြီးတော့အဲ့လိုသူပြောတာသူကအချိန်ရမရှိဘူးအချိန်ကဟိုအချိန်ကသူတို့အတွက်ရဖို့ကအချိန်ကနဲနေတယ်နဲတဲ့ခါကျတော့အကုန်ပြအဲ့ဒါလဲဘာဖြစ်လို့ဖိတ်လဲဆိုတော့ခါကျတော့ကားရိုက်တဲ့ခါကျခေါ်တာပေါ့သူတရားတရားတန်ရုပ်စေဖြစ်တဲ့ခါကျတော့ဟာဘာလေးလူတဲ့ဘလူတဲ့လိုက်တဲ့ပါကြဆိုသူတို့ဒီမှာတင်ပြီးလို့ရှိရင် အဲ့ဒီလိုခေါ်ပြီးတော့ရိုက်တော့အကျိုးရှိတာပေါ့အဲအဲ့လိုနီးနေလှုပ်တာကိုကတော့ကိုလည်းကောင်းပါလေကိုကလည်းတရုတ်ဆောင်ဒီကတော့သူတို့ဒီတစ်ဆိုရင်အဲ့အဓိက၄ယောက်ပဲတင်တဲ့အတွက်လက်တွေတွေကပို့လှုပ်ဖြစ်တယ်လက်တွေပို့လှုပ်တာလက်တွေလှုပ်တာများမှကောင်းတာလက်တွေကသူတို့လှုပ်ဖြစ်တယ်လှုပ်ဖြစ်တော့အထိုက်လျောက်တော့တော်တော်လေးတော့တိတာပေါ့တင်တန်းစစ်ပွဲလောက်ရပါလေတင်တန်းစစ်ပွဲကဒီစက်တင်ဘာ15ရက်လောက်16ရက်လောက်အဲ့ပါလှုပ်ပဲအဲ့လိုလှုပ်ကြအဲ့ဒါလေးတွေ သူသူတို့သရိုးဆောင်ချက်ကလေးတွေပေါ့သရိုးဆောင်ချက်ကလေးတွေဗာလေးတွေအဲ့ဒါလေးတွေရိုက်ပြီးတော့ဇက်လန်းသဘောလေးတွေရိုက်ပြီးလို့ရှိရင်တင်တဲ့ဆက်ပွဲမှာပြပြပြီးတော့အဲ့ဒီနောက်ဒီဒီဒီတင်တဲ့အတွက်ကိုအတူငါတို့ပေါ့မိဘသားမှာရိုက်ပြီးဖို့ရှိတယ်တူငါတို့ရှိတော့ဒီထဲကပဲအပြည့်အထိုင်တာတွေပေါ့အမကိုပြီးပွားတို့ကိုကိုမျိုးမင်းတို့အဲ့ဒီလူတွေလည်းလာရိုက်ပါအဲဒီကတော့အဲဒီပါတယ်အတွေ့အကြုံဆက်တွေ့ရရပါတော့ဒါဘလောက်ထိသူတို့တွေအားဒီမြို့ပညာနဲ့ပတ်သက်စိတ်ဝင်စားမှုရှိရလို့ တို့ကခုကူကတော့လူတိုင်းကဟိုခစ်မိနေတော့လေဟိုကကိုရိုက်လိုက်တင်းလိုက်တစ်တော့ဆော့လိုက်ဆိုတော့အဲ့ဒါကျတော့မစိမ့်တော့ပါဘူးဟိုဒါပေမဲ့ကြိုးစားမှာမကြိုးစားလို့ကတော့မရအောင်တင်းနှဲဆဲတာဆဲတာပဲကြိုးစားမှရတာရှင်းပါလေဒီလိုပေါ့ကိုခတ်လို့ပါလို့ဆိုတော့ဘယ်တင်းနှဲဆဲပြီး၅တက်လောက်ကြာတော့မှဟိုလေးဖြစ်တာလုံးဝကြိုးစားနေရတာကြံတဲ့လူတွေလည်းဒီလိုပါပဲဒီတဲ့ပါဟိုနေဦးဝေတို့ပါလို့ဆိုဒီဘက်မှာပေါ်လာတာဆိုနေဦးဝေတို့ဟိုမေခတ်ကြီးတို့မေကာကိုတို့ကြီးဟိုအကောအမွန်ကြီးကိုကြီးရေလေ အဲ့ဒါကြီးလည်းသူတို့လည်းစ조사ရတာသူတို့ကသူတို့ရဲရတာမ조사ပဲတဲ့တော့အော်တိုမဖြစ်ဘူးတင်တန်းဆေးပြီးတော့အော်တိုမဖြစ်ဘူးအချိန်ပြည့်လှုပ်ရှားနေမှာအမှုပြန်သမားဟိုဘယ်ဘယ်တော့ဖြစ်ဖြစ်ဟိုသူကြီးတဲ့လူတွေတော့လေ့လာနေရတာဆိုသူတို့ကပို့ပြီးတော့လေးလာအပူလောက်အောင်ပေါ့ကောင်းအောင်ပေါ့ဟုတ်ဟိုသူကလေးကြတော့လေဒါမာနာလေးတွေလည်းရှိကြသေးရနော်ဘာပါဆိုတော့ဒါအဲ့ဒါလေးတော့ထားတဲ့နဲ့မာနာမထားတဲ့နဲ့မာနာလေးလူလူလေးခွဲရမယ်ဆိုတာလေးနဲ့ပြပြပေးပါဦးဟုတ်အဲ့ဒီဟာလေသူတို့ပြောထုတ်လိုက်တာပဲလေ လူတယောက်ကဟာတရုပ်ဆောင်ပညာပြီးသွားပြီးတော့ပြီးသွားတဲ့တိုင်အောင်ဆက်ဆံရေးညံ့လို့ရှိရင်လည်းသူကကားပြေးရဘူးလေရှေ့ပါလေအများကြီးရှိတယ်အဲ့ဒါမျိုးတွေအချို့တွေပြေးပေးတဲ့ကတည်းကတော်တာပဲတကယ်တော်တာပဲတိုင်နဲ့တော်ဝင်တယ်လည်းပြေးရတာရှိတယ်အဲ့တော့အဲ့ဒါလေးလည်းဟိုလေးလာဖို့ဆက်ဆံရေးကောင်းဖို့ဟိုကျအဲ့ဒီလိုပေါ့အချိန်လေးစားဖို့အဓိကအချိန်လေးစားဖို့များသောပြအချိန်မလေးစားဘူးအဲ့တော့ဖြစ်လာလာအဲ့ဒီဟိုလေးတွေဖြစ်ပါဘူးအဲ့ဒါလေးတော့ပြောတာပဲ အလုပ်ကတော့အချိန်ကလေးစားရအလုပ်မပြီးဘူးလေအများနဲ့လုပ်ရတဲ့အလုပ်ကြတော့ခါကြတော့အကောလုံးလုံးပါရမှာလေဝိုင်းလုံးပါရမှာအဲ့ဒါကြောင့်တယောက်လူလို့ချင်လို့ပါမရအဲ့ဒါကြတော့တပြေးပြေးတော့သူနားလေတော့ပေါ့အဲ့ဒါဟိုဟိုခစ်တဲ့ဆိုင်တော့ဒီဘက်ခစ်ပါတော့အဲ့ဒီကာရဝါတရားအရင်လိုတော့နေတော့နေတော့အရင်တော့ဆိုခိုးရဟိုရုပ်ရှင်သွားတွေဆိုတယောက်တယောက်လေးစားခိုးတဲ့အသက်ကြီးတဲ့ခိုးတဲ့ဝါကြီးတဲ့ဆိုလိုင်းတော့နေရာဖယ်ပြီးတာအဲ့ဒါမျိုးတွေရှိတယ် ဒီဘက်ကျတော့နည်းနည်းလေးတော့ဟိုဟာဖြစ်တော့ထိမ့်သိမ့်ဖို့လိုတာပေါ့ဟောခရုကိုပစာဟောထိုင်ပြထိုင်ပြပါကြဆိုတော့အဲ့ဒါတွေ့အဲ့ဒါတွေကမလုံးသိဘူးတကယ်လို့ကျတော့ဘာရအဲ့ဒါကိုယ်ရကြီးတဲ့လူတို့ဘာဘာတရားတော့ရှိတဲ့မြန်မာစတာပစာ